ိုင်းလူမျိုးတွေကြားမှာဒီဗီဒီယိုလေးကတော်တော်လေးကိုနာမည်ကြီးသွားတာပေါ့နော်ချစ်သူနှစ်ဦးရဲ့နှစ်ပတ်လည်နေ့မှာပဲလမ်းခွဲလိုက်ရတာဗီဒီယိုထဲမှာသူတို့နှစ်ယောက်ပြောထားတာလေးတွေပြန်ပြောပြပေးမယ်။ကောင်မလေးကကောင်လေးကိုမေးတယ်ပေါ့နော်။ဒီနေ့ကဘာနေ့လဲ။သူကပြုံးပြုံးရှင်ရှင်ပဲဘာမှမဖြစ်သလိုပဲမေးတာ။အကောင်လေးကလည်းပြန်ဖြေတယ်။ငါတို့နှစ်ယောက်ရဲ့နှစ်ပတ်လည်နေ့ဘယ်နှစ်မြောက်လဲလို့မေးတော့ကောင်လေးကပြန်ဖြေတယ်။နှစ်နှစ်နဲ့၁၀လားတဲ့။ အဲကောင်မလေးကမေးတာဗောငါ့ကိုဘာပေးမှလဲကောင်လေးကလည်းပတ်စံပေးမယ်တဲ့အဲဒါပတ်စံတရာထုတ်ပေးလိုက်တယ်ကောင်မလေးကလည်းမျက်လုံးမိတ်ထားငါလည်းပေးစရာရှိတယ်ဆိုပြီးတော့သူ့နောက်မှာဖွတ်ထားတဲ့စာရွက်ကိုထုတ်ပေးလိုက်တယ်ဗောနော်အဲ့ဒီစာရွက်ကဘာလဲဆိုတော့ကောင်လေးကတခြားသူနဲ့ထောက်ပြန်ပြီးတော့ဒီ messenger မှာချက်ထားတဲ့စာတွေကို तू ကပရင်ထုတ်လာတာအဲ့ဒါကိုပြလိုက်တယ်ရော့ဒါနဲ့အတွက် surprise ဆိုပြီးတော့ဗောနော် အဲ့ကောင်လေးလည်းအံ့လည်းအံ့ဩသွားတယ်သူတအားလန့်သွားတယ်။မူရင်းဗီဒီယိုကြည့်ချင်တဲ့သူတွေအတွက်မဆာမှတ်မှချပေးထားမယ်နော်။ကောင်မလေးကိုကြည့်ရတာသူ့ရဲ့စိတ်ကိုတော်တော်လေးပြင်ဆင်ထားပုံရတယ်ပေါ့နော်။သူ့ရဲ့ထဲမှာတအားပူလောင်နေပေမဲ့လည်းအဲ့လိုပောက်ကွဲတာတွေမလုပ်ဘဲနဲ့တီတီငိမ့်ငိမ့်နဲ့အပြုံးငယ်ပဲဖြည့်ရှင်းသွားတယ်။ကောင်လေးကသူဒီလိုမျိုးလောက်တာအကြိမ်ကြိမ်ပဲတဲ့သူတီးခန့်လာတာလည်းများပြီပေါ့နော်။ အာသူဆက်ပြီးတော့တီးမခံနိုင်တော့ဘူးဆိုပြီးတော့တို့တွေအဲ့အချိန်မှာပဲတို့လမ်းခွဲလိုက်ကြတယ်ဒီလိုပဲဖြစ်ရမယ်လीเนาะမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကို့အပေါ်တစ္ဆာမရှိတဲ့သူတယောက်နဲ့အချိန်ကြီးကုန်ခံပြီးတော့ဘာလို့ရှေ့ဆက်သွားမှလဲကိုရဲ့တန်ဖိုးတီးတဲ့သူကိုအချင်းနဲ့ထိုက်တန်တဲ့သူတနေ့နေ့ကျရင်ကို့စီရောက်လာလိမ့်မယ်ကိုကြည့်နေတဲ့သူတွေထဲမှာကို့ကိုတကယ်ချစ်တဲ့သူကိုပိုင်ဆိုင်ထားပြီးဆိုရင် သူ့ရဲ့လက်ကိုဘလို့အကြောင်းမျိုးနဲ့မှလက်မလွတ်လိုက်ပါနဲ့အခွင့်ရေးဆိုတာနှခမရပါဘူးကိုကိုတကယ်ချက်တဲ့သူတွေ့ထားပြီးကိုကိုတကယ်တန်ဖိုးထားတဲ့သူတွေ့ထားပြီးဆိုရင်သူ့အပေါ်မှာတစ္ဆာရှိပါပြီးတော့အခုကြီးနေတဲ့သူတွေထဲမှာအသေးကွဲသူတွေရှိတယ်ဆိုရင် ကိုကိုကိုပို့ချက်ပါ ပြီးတော့ကိုရဲ့ဘေးမှာကိုရဲ့မိသားစုကို့အချစ်ရတဲ့မိသားစုတွေတငယ်ချင်းမိတ်ဆွေတွေရှိတယ်ဆိုတာမမေ့ပါနဲ့အခုချိန်မှာသာကိုကအသေးလေးကွဲပြီးတော့သူမရှိရင်မဖြစ်ပါဘူးဆိုပြီးတော့အဟုတ်ိမ်မက်နေတာတနေ့နေ့တစ်ချိန်ချိန်ကြာရင်ဒီຢာတွေကဟာတာကြီးဖြစ်သွားလိမ့်မယ်အေးစိတ်